ခင်ဆိုတဲ့ဝတ္ထုလေးကိုအပိုင်းတင်နေနဲ့ဖျက်ပြပြီးမှဖြစ်ပါတယ်ရှင်ဖျားကိုစုပွဲပြီးသွားတဲ့နောက်နေရာဒီကြောင့်ပရဲ့တစ်ချိန်လုံးတွင်ကျွန်တော်တို့နှစ်ယောက်သားမှာ နေ့တိုင်းလိုပင်ဆရာဦးအေးမောင်တို့ရင်တို့ညနေဘက်တွင်ရောက်တတ်ကအဆူလိုက်တီးလိုက်စားလိုက်တောက်လိုက်နေတကယ်ဆွေမျိုးရင်ချာလို့ရင်နှီးသွားပါတော့သည်တိမ်ထွန်ဤဖခင်ဥပတင်ဤမိတ်ဆွေဆရာဦးအေးမောင်မှာယခုတော့ကျွန်တော်တို့ဖို့အန်ကယ်ဦးအေးမောင်ဖြစ်လာပြီဒေါခင်ခင်မလည်းအန်ဒီခင်ဖြစ်လာပါပြီဒီလိုခင်မင်းရင်နှီးလာတော့မှအန်ကယ်နဲ့အန်ဒီတို့ချမောင်နှမ်းအကြောင်းပို၍နီးကဲစွာလ ీల ခွင့်ရပါသည် ။တဦးနှစ်တဦးစကားပြောရနိုင်ဘဲခါမှယင်ဒီတော့သုံးလုံးမျိုးသုံးတိမရှိပဲ။အန်ကယ်ကသူ့ချစ်စနီယာခင်ဟူတလုံးနဲ့အဖျားဆုခေါ်တကယ်တူ။အနီခင်ကလည်းလင်းဖြစ်သူဟာမောင်ဟူမျက်နှာစွာခေါ်ကတခင်နဲ့ခင်တမောင်နဲ့မောင်ဖြစ်နေကြတော့သူတို့မောင်နိုင်ချစ်သူခေါ်တန်းတွေမှာတိန်ထောင်းလုံးတွင်ဂီတဆန်ဆန်တာယာနာပြောဖွဲကောင်းနေပါတော့သည်အနီခင်အလွန်သဘောကျပြီးခဏခဏဆိုလို့ရှိတော့လီပါဒီမြရင်ချစ်တာပဒနာတခြင်းထဲမှာ တူနကိုတဲအိုပြတ်မှနေရရွှေပုံပေါ်မှာဆန်ရချစ်တာချစ်တာပဒါနာတယောက်မျက်နှာတယောက်မြင်ရင်မတင်တိန်သေးတဲ့သမင်းမိန်စည်းတပွဲစသောအပိုင်းများနောက်ပြီးလီဘာဒီဝင်ဆိုခဲ့သောနှစ်ယောက်တည်းတစ်ချင်းမှာ မောင်ရဲ့နှစ်ယောက်တည်းဆိုရင်ချင်းမိန်အီရက်တောင်ထဲဝင်နေချင်းရင်အခုသွားရေရှားတဲ့တဲကန်နာရဆာဟာရမရှောင်းနေနေမမြင်ရေပြင်ခဲတဲ့မြဝင်ရုံစုံကိုပဲခေါ်ခေါ်တူပြောပါမယ် တဲတဲမဲမဲဆွဲနဲ့နှစ်ယောက်တည်းနေချင်းနေစသောပိုက်များကိုအကယ်ဦးရင်မောင်တို့ဇနီးမောင်နှမ်းဒီမကြခနာမူဟန်ပပါနဲ့ဆိုတဲ့ဒီတဲ့တဲ့ပြင်ကျွန်တော်နဲ့တိမ်ထွန်းမှာသူတို့တို့သူတို့အိမ်တို့ရောက်တိုင်းထိုတချင်းများကိုအနေဆုံးနှောက်စီလောက်တီးပြီးသူတို့မောင်နှမ်းချီနူးစွာတီးဆိုဒီကိုနားထောင်မိသဘောကြလေးရှိပါသည်နောက်တစ်ချက်ကတော့အနေဟင်းတွင်သားသမီးမထွန်းကားတဲ့ပြင်နှစ်ယောက်တည်းတချင်းနဲ့ကလိုလွတ်လွတ်လပ်လပ် တသေးမဲမဲဆွဲနေတဲ့နေရောက်တဲ့ချင်နိုင်ကြသဖြင့်ဆိုလိုက်တီးလိုက်နေပင်ချင်းကုန်လေးရှိပါသည်ကိုကွန်ပြောရရင်ထိုခေတ်ကမိုးပင်တစ်မြို့လုံးတွင်ပညာဝန်ထားဦးအေးမောင်တို့ဆုံတွဲလာတယောက်ကိုတယောက်ချစ်ပြီးရှေ့သွားနှောင်းလိုက်ညီတော်လင်းများမရှိပါဟူ၍အားလုံးကဝန်ခံရလောင်းနေနေလာရွှေနေမြမောင်နှံဖြစ်နေပါတော့သည် အနီခင်တော့ဆိုရဲကိုကြည့်ပြီးအားကြမိတော်စံတော်ပင်လင်းမကြခနာဟေဖို့တိန်ထွန်လင်းများဆိုတာဧည့်တလို့မပေါ့ကွာ မင်းတို့ကတော့ရီးမန်းရမယ်အိမ်ထောင်တယ်ဗျ Family life လာလဲသူတို့ဆုံတွဲလို့ဖြစ်ရမှာဟူ၍ကျွန်တော်တငယ်ချင်းအားပြောမိပါသေးသည်တို့နှစ်ကြောင်းပေးရကုန်ရင်ကြောင်းဖွင့်ချင်းတွင်ကျွန်တော်တို့ရန်ကုန်ပြန်လာပြီနော်အန်ကယ်ဦးေးမောင်တို့နှင့်မတွေ့ရတော့တော့လဲကျွန်တော်ကစာရေးပြီးဆက်သွဲတော့ကြောင်းတို့နှစ်တို့ခင်မင်ရင်းနှီးမှုမပြတ်ခဲ့ပါနောက်1940ခုနှစ်စံတွင်ဦးမောင်ရန်ကုန်တို့ပြောင်းလာရသောအခါ၌ကကျွန်တော်ဖို့အချိန်မြေတကားဖွင့်ထားသောစားအိမ်တောင်းအိမ်တည်းအလိုလျောက်ရပါသည် ကျွန်တော်နှစ်ဆိုရင်ဒူရီယာဂီတနဲ့စာပေဝါဒနာပါသူချင်းဖြစ်တဲ့အပြင်မိမမဲတကောင်ကျွဲကျွန်တော်ဟာသာသမီမရှိတော့သူတို့မောင်နှံကပို့ပြီးခင်မင်းရင်းကြီးကတကယ်သားရင်တယောက်ကဲတော့တန်ရောစင်တွေ့နေပါတော့သည်တဖြည်းဖြည်းလူချင်းရင်းကြီးလာတော့ခါမှပဲသူတို့ဇနီးမောင်နှံနဲ့ပတ်သက်၍ကျွန်တော်လွန်တိချင်နေတော့အကြောင်းများစုံစမ်းခွင့်ရခဲ့သည်ကျွန်တော်တိချင်နေဆိုတော့အကြောင်းကအခြားမဟုတ်ပါ ဒီလောက်တောင်အဆင်ပြေပြီးချစ်မနိုင်ခံရလာသည်သူတို့မောင်နှံသည်ဘယ်ပုံဘယ်နည်းတွေ့ဆုံခဲ့လို့ဘယ်လိုချစ်ချိုးတွေ့မိကြသည်ဟူသောဇလံပင်ဖြစ်ပါသည်ပထမတော့တော်ယုံနှင့်မေးလို့မရပါအန်ကယ်တို့ရဲ့ချစ်ဇလံကလေးမတိရဘူးလားဟုကျွန်တော်ကမေးတဲ့အခါဆရာဝေးမောင်ကဘာလဲမင်းကအာကြပြီးဝတ္ထုများရေးအောင်လို့လားကွာဟာဟာဟူရေတန်းသွေးရင်စကားကိုလီလွဲပြောတတ်ပါသည်သို့တော့ကျွန်တော်ကတော့မနေပါ အနီခင်ကိုကက်ပြီးစို့တင်မရမကမေးတော့တနေ့သူတို့ရေးစိတ်ဝင်စားဝင်ချစ်ချောင်းခုံစင်ကိုတီးရပါတော့သည်ညောင်လေးပင်မျိုးချောင်းဆရာကြီးဦးအောင်ပွင့်နေဒေါ်တန်းခင်တို့တွင်သာသမီဆိုရေရှာရှာပါပါခင်ခင်ဟူသော သမီကလေးတို့သာထွန်ကားခဲလေရာသာသမီရှာပါသူမိပါတို့ရေးထုံဆန်းနိုင်သမီဖြစ်သူကအသက်ပြီးပြီးချစ်ကြလေယခုခင်ခင်၁၉နှစ်အရွယ်အပျိုကြီးပါပါဖြစ်တဲ့အတိုင်းအောင်မျက်စိအောက်ကပြောင်းမခံမင်း ကလေးငယ်ဗမာအရေးတကြီးကြီးနဲ့ချင်းနေကြဆဲပင်ဖြစ်လေခင်ခင်မဖခင်ဦးအောင်ပွင့်ရင်ခန့်ညာပြီးအစဉ်ပြေတော့အချောနေဒေါ်တန်းခင်ဤမျက်လုံးနှာတန်းအလှပတွေပေါင်းကအကောင်းကြီးကြီးဆူထားသည်တွင်မဝင်းကြည့်လင်တော့တားရင်ကျမ်းမတန်ဆွမ်းပြီးချိုးစားကြတော့ကိုလုံးကလေးရလဲရှိပြန်တော့ကြောင့်ဘလို့ကြီးကြီးကျက်တည်းဖြင့်ရွှေရွှေမြတော့အလှပြင်းမကလေးဖြစ်နေလေသည်ရုပ်စင်းယူပကလာပါတင်နေသည့်အပေါ်တွင် စကားပြောရနိုင်လေတွက်လဲချချလာပြီး သူမ၏နီထွေထွေနှခမ်းပါကလေးမှာချက်ချက်ကြထွက်ပေါ်လာသောတမ်းမာလင်ဂီတဆန်အောင်ပင်တာယာနေပြန်သည်ဖြင့်ဆရာကြီးအောင်ဦးအောင်ပွင့်၏တမီလေးခင်ခင်ဟူသောဂုံတင်းမှာညောင်လေးပင်မြုပ်ကလေးကိုကြော်လွန်ကပြုတ်ရစာဒိုက်ဦးမတောက်ရွှေချင်းတော်ဝီစသောနီနာရှိမျိုးများနှင့်ရွာနီးချုပ်ဆက်တို့ပင်ပြန်နံကခြိုင်သေးနေပါတော့သည်ဒီလောက်ရွံ့နေသည်မီလှပါတင်နေသောပန်းပွင့်ကလေးကိုအရာခြိုင်လိုကြသည့်ပြပတော့ လက်ပြာကောင်းနေဝိုင်းရံရွယ်နေမည်ဆိုတော့အထူးပြောဖွယ်မရှိပါညောင်လေးပင်တစ်မြို့လုံးနေတော့ကပြွန်နစာအတိုင်းဦးထီအောင်ခေါင်ငနေယောက်ကြားတွေအားလုံးဝိုင်းပြီးစွမ်းကုန်ကိုခဲကြတော့လေမြည်သူသူတယောက်မှမစုံခဲ့ပါအကင်းပါပြီးလှင်လာတော့ဆရာကြီးဦးအောင်ပွင်ကလည်းသမီချောအားမျက်ခြေပြန်မခံမီမြစ်စုတကနှစ်ပန်းပြီးမှစက်တဲစွာစောင့်ကြထားခဲ့လေသမီဖြစ်သူဟာ ငယ်ရွယ်သူတို့တဘာဝဂီတာဗနိုင်ဝါသနာထုံးပြီတချင်းဆိုချင်းစံရသည်တင်ချင်းရှာသည်ဟိုပင်ခွေမပြိုးပဲဓမ္မဆက်စာတရားကိုကြည်အရာကြက်ခိုင်းခဲလေးသည်ခင်ခင်ကလေးမှာပညာထူချွန်ပြီ16နှစ်ရွယ်ကဆယ်တန်းအောင်ခဲတော်လေမင်းကလေးတွေလွတ်လပ်လွန်းသည်ဟိုဦးအောင်ပွင့်ကထင်သောကောလိပ်ကျောင်းသို့တမီငယ်အားမပို့ခဲ့သည်ဖြင့်သူမခမရပညာကိုဆက်လက်သင်ကြားခြင်းလည်းနေမတင်ကြားခဲ့ရှာပြီဤသို့လျှင်ရခိုင်ကောင်မှဝိုင်းရန်စောင့်ကြသည်နှစ်ပန်းမြစုကလေးခင်ခင်ကို ဘယ်ရင်ဖို့ဘယ်ကုန်းကနေမှမဆိုနိုင်အောင်လက်မိုင်းချနေရတဲ့ချိန်နိုင်ပင်ဆရာဖြစ်တင်ကောလိမ်မအောင်ခါစားလူပြိုကြီးကိုရင်မောင်းသည်ထက်တန်ပြအောင်ဆရာဖြင့်ညောင်လေးပင်တော့ပြောင်းလာလေသည်ဆရာကိုရင်မောင်းမှာမြမစားပြေးကြဗျာလင်္ကာဘဏ္ဍာရထူပဒနာပါလိုက်စားလင်ရှေ့ဟောင်းမြမစားပြေးစီနင်းများကိုသူတေသနာပြုကရှာဖွေဖော်ထုတ်လျက်ရှိသောကြောင့်ညံကောင်တက္ကသိုလ်နိုင်နေစဉ်ကပင်ထင်ရှားသောစားပြေးသမားတယောက်ဖြစ်ရာ ယခုသူညောင်လေးပင်တော့ထထန်ပြဆရာဖြစ်ပြောင်းလာလာခြင်းမိစာပေသမားများကိုလေးစားတော်ဆရာကြီးဦးအောင်ပွင့်ကညစာထမင်းဖဲခေါ်ကျူးမွေးမိတ်ဆက်လေးသည်ဆရာကိုရေးမောင်ကတော့ BA အောင်မင်းအောင် BED ဘွဲစုခုမိတော်အခါအသက်30ကျော်ပြီဖြစ်ရာအိမ်ထောင်ပြည့်ရန်စိတ်ကူမထက်သေးသောလူပြိုကြီးဖြစ်နေလေသည်ညစာထမင်းကျွေးတော်ညကဆရာကိုရေးမောင်သည်ဆရာကိုရေးမောင်ကိုပထမအချိန်တွေ့ဘူးတော့ဆရာကြီးအောင်ပွင့်နေစနီးတော်တန်ခင်တော်သည် ဧည့်သည်၏ရည်မှန်သောအင်္ဂါယုတ်ကိုမြင်မြင်ချင်းမိခင်မင်းလေးစားမိကြတော့သည်ကိုရင်းမောင်မှာမျက်လုံးပြူးပြူးနာတန်းပေါ်ပေါ်ညီလိုက်ရင်ဖြူခွေးညီညာတော်သွားနေပေါ်လင်းထင်ရှားပြီးခန့်ချော်ချော်သောအင်္ဂါယုတ်ရှိသည့်အပြင်ကျောင်းနေစဉ်ပေါ်လုံးတင်းနေလေလောခြင်းစသောကစားခုံစားများလိုက်စားခဲ့ဘူးသောကာယဗလာကိုလုံးကိုဖန်ကလည်းရှိလေရာရုတ်တရက်ကြီးလိုက်ရင်အသက်အစိတ်ခန္ဓာရှိမည်ဟုခံမှန်းရလေ ကိုရင်းမောင်ရင်မျက်နှာပေါင်းကိုနေကိုတာစကားပြောသည့်ဟန်အစာရှိသည်တို့ကိုအထူးသဘောကျမိသူထဲတွင်ဆရာကြီးဦးအောင်ပွင့်နေဇနီးသားမကသူတို့၏တမိချောခင်ခင်လဲပါဝင်လေသည်ထမင်းပွဲ၌ဖခင်ဖြစ်သူအနီမကဲ၍ဟင်းလျာများလိုက်ထဲပေးရင်သူမသည်ဆရာကိုဦးမောင်အားမတိမသားခိုကြည့်မိလေသည်တဲ့တစိတ်ထဲယုံတာမဟုတ်သေးကိုရီးမောင်နဲ့သူမရဲ့ဖခင်ဦးအောင်ပွင့်တို့စာပေကြောင်းဆွေးနွေးစကားပြောတည်ရတဲ့ ကိုရီးမောင်ယူရှင်းလင်းပြတ်သားစွာပြောပြသည်ကိုလည်းအသာနာဆွေးထောင်းမိသေးသည်ဒီလူကြီးကရုပ်ရည်ခန့်သလားစကားပြောတာလဲနားထောင်ကောင်းလာတယ်မူရင်းသူမစိတ်ဝယ်မစီမဆိုင်မှတ်ချက်ချနိုင်မိလေခင်ခင်တယောက်တည်းသာဤသို့ဖြစ်နေသည်မဟုတ်လူပြိုကြီးကိုရီးမောင်ပါလေခါတိုင်းဆုံလျင်မင်းကလေးများကိုဂယူဆိုင်လေးမရှိတော့လေဖတ်ဖူးရောင်မန္တလေးပွင့်ကြီးအဖြူနေအစိမ့်ပွင့်ရဲတူပရက်ကိုလုံချီတော့ဝဲကား တနခိုင်းရည်စဲကလေးလည်းမြင်ခေါင်းနဲ့စပယ်ပွင့်ကလေးတွေထိုးဆိုင်ထားသောလုံမပြိုအားတတိထားမကြည့်ပဲမနေနိုင်တဲ့ပြင်မိမိကိုယ်ကိုယ်ပင်ရှမ်းမီလေးတို့တော့သူမြင်ဖူးခဲသမျှအမေမပြိုပေါင်းများများစွာနဲ့ယခုထမင်းပွဲတွင်ဟင်းများများလိုက်နေသောကလေးမမထူးထူးစစလှပသောကြက်တီကိုဆောင်းမပေးသည်မူရဲကစိတ်ထဲတွင်ကြဲ၍ဝန်ခံထားပြီးလေပြီး င်းကတော့တူကိုတူပထမဆုံးချိန်တွေ့ဆုံကြတော့ထိုထမင်းစားပွဲညကကိုရီးမောင်နဲ့ခင်ခင်ညစလုံးကြီးစိတ်သေးဝဲထူးခြားသောစိတ်လှုပ်ရှားမှုများကိုခံစားလိုက်ကြရလေသည်ခင်ခင်ပို့ပို့ပြီးစိတ်လှုပ်ရှားစေသည့်အကြောင်းတစ်ခုသည်၎င်းထမင်းစားပွဲညနှင့်ရက်သက်တစ်ပတ်လောက်ကြာပြီးဖြစ်ပေါ်လာပြန်၏ဆရာကြီးဦးအောင်ပွေ၏အိမ်နှင့်ကဲ၍နေသောတရားသူကြီးဦးဆန်းညွန်းမှာ တူရိယာဂီတာဘတ်အထူးဝါသနာပါသူဖြစ်လေစနေနေ့ညတိုင်းသူ့အိမ်တွင်အပျော်ရန်တီမောသည်ဆိုတက်သူများကိုဖိတ်ခေါ်ပြီးညစာထမင်းကျွေးမွေးရဲ့ညီနဲ့တကောင်တိုင်အောင်ဗမာတချင်းကြီးတချင်းခန့်များကိုတီမောသည်ဆိုစစ်တက်ပါသည်စစ်မဖြစ်မီခေကရန်ကုန်တွင်ဆရာဥပချိုဒီတုတ်တို့အိမ်၌စုယုံလေးရှိသောဂီတာသူတေသနာဖွဲ့စည်းဝင်မျိုးပင်နီထိုညကဥဆက်ညွန့်အိမ်တွင်ညောင်လေးပင်နေနိုင်နမဲကြီးသောပတ္တလာဆရာမောင် မန္တလေးမှာပြန်ညောင်းလေးပြင်တော့ခိတာအနာဝင်လာတော့ဆောင်းကိုပါတန်းနေမောင်ကြီးတို့ဆရာတပြင်းညောင်းပြင်မြို့သူရောက်ခါစားလို့တင်းဖြစ်တော့ဆရာကိုအေးမောင်မရောက်နေတပြင်းအိမ်ဒီမှာချင်းများကပါအာအာတင်းနေကြလေသည်အကြောင်းမူကဆရာကိုအေးမောင်ညောင်းလေးပြင်ရောက်နေကြောင်းတည်တည်ချင်းဆောင်းကောက်ကိုပါတန်းကအတင်းဆွဲခေါ်လာပြီးတော့မှဒီเจ้าဆရာကဒုရီယာဂီတသမားလေးဖြစ်ကြောင်းကိုအားလုံးကသိရတော့ကြောင်းမြင်သည် ကိုရင်းမောင်နဲ့ဆရာဘာတန်တို့ကတော့ရန်ကုန်မှာရှိစဉ်ကားပြီဆရာဥပချိုဥပတိုက်တော်နဲ့ပတ်သက်ပြီးခင်မင်းရင်းနှီးပြီးသားမိတ်ဆွေများဖြစ်လေကိုရင်းမောင်ဆရာဖြစ်တဲ့ကော်လိန်နိုင်ရှိစဉ်ကားပြီကျွန်တော်ကွက်သေးမြောင်များလန်းထဲရှိ ကိုဘတန်တို့အိမ်တော့မကြခဏရောက်ကသခင်များဆွေးနွေးတက်ယူလေးရှိခဲ့သည်ယခုညဖို့နမေကျော်ဒူရီယာသမားနေဆောင်လာသည်ဖြင့်ညဉ့်ညောင်းတာရသောခိတာတန်ကိုနားဆင်ရအောင်ဟူအားခဲလာကြသောပရိသတ်များ ဦးဆန်ညွန့်တို့ရင်တွင်တော်စီကလည်းရှိလေသည်ထိုအခါတဖက်အိမ်မှခင်ခင်မလည်းသူမလွန်ဝသနာပါသောတူရိယာကိုဤကက်စွာနားထောင်လို့ရတဲ့ကြောင့်သူမဘာကြောင့်မှမသိလိုလိုနေရင်စိတ်ဝင်စားမိသောကိုအင်းမောင်ဆိုသည်ကြောင်းရှာလူပြောကြီးကစန္ဒီယာတီနှင့်တခြင်းဆိုကောင်းသည်ဟိုတရင်ကြားထားရသည်တစားတဖက်အိမ်တို့ကူသားချင်လာတော့သည်အစုံနိုင်မမေခင်လန်တင်တင်ဦးတို့အိမ်ခဏသွားပြီးတခြင်းနာထောင်ပြစီလားမမေဟိုမိခင်ဖြစ်သူတန်းအရေးစွန်ခွန်ပန်လေးသည် တင်တင်ဦးကတော့ခင်ခင်နဲ့ចောင်းနေပန်တရားသူကြီးဦးစံညွန်ရဲ့သမီးပြိုလေးဖြစ်လေသည်ကာအားလျော်စွာဖခင်ဦးအောင်ပွဲမှာရန်ကုန်ပညာမင်းကြီးရုံးသို့ကိစ္စတစ်ခုနဲ့တွားနေစနေနေ့ညမီပြန်ရောက်ရန်ရှိတော်လဲအเจ้าမြညွပဲမြောင်းနိုင်သဖြင့်ထိုညကအိမ်တွင်ရှိခိုင်းဖြစ်ရာတော်တန်းခင်မှလည်းချစ်သမီးလေးထားစဉ်ချက်တဲစွာနေခဲ့ရရှာသည်မှာစိတ်ပြေလက်ပြောင်းရှိစေတော်ဟိုမိမိမိခင်တို့ဤချစ်ခင်လိုလိုက်ခြင်းဖြင့်လွယ်လင်းတကူပင်ခွင့်ပေးလိုက်တော်ကြခင်ခင်မရွှေချောသည် 5မိနစ်အတွင်းတည်တင်ဦးတို့အိမ်ဘက်စီသို့ရောက်သွားလေသည် ထွန်ညာကဦးဆက်ညွန်းတို့အိမ်မှထွက်ပေါ်လာသောတူရီယာဂီတာတန်းမှာအမှုပညာဝါသနာပါသူများဖို့တကယ်ပင်ဖို့တန်လာပေမည်ခါတိုင်းဆိုလေညောင်လေးပင်မြို့တွင်ကြာရခဲ့သောမဟာဂီတဝင်းတချင်းကြီးများကိုကြကြနနာတီးကြဆိုကြသည်မှာနားထောင်ရမြည်နိုင်အောင်ရှိသည်ဖြင့်အင်ရှင်ဖြစ်သောဦးဆန်ညွန့်တွင်လည်းပီတီဖြစ်ရမဆုံးနိုင်အောင်ရှိလေသည်သို့သော ကျွန်တော်တို့ရေးဆက်လိုက်မင်းသမီးခင်ခင်ဖို့ကဆရာကိုပတန်းဤဆောင်ကောက်တန်းဆရာမောင်ဤဝါပတလာတန်းကိုကြီးတရောထိုးတန်းနေတဲ့ထိုညာကတခြင်းတပုတ်တီဆိုတော့ဆရာကိုဤမောင်ဤအတန်ကိုသာနားထဲနိုင်ဆွေးနေပါတော့သည်ဆရာကိုဤမောင်ဆိုတော့တခြင်းမှာသမှုကျွန်းလောင်းတခြင်းခန့်ကြည့်ပင်ဖြစ်လေရာ ပင်ကိုတခြင်းကိုက ပြောစရာမရှိအောင်ကောင်းပြီးသားပေါ်တွင်သူဤခန့်ညာအောင်မြင်သောအတန်ဝါနေဤစနေကြနာတော်ဟန်မင်းတို့ဖြင့်ပပိုင်းကြီးဆိုတန်းလေရာ ဟာကရှင်အားစိတ်ဝင်စားနေသူခင်ခင်မဆိုထားနေကြံပရိသတ်များပင်ငိန်ချက်သားကောင်းကနားဆွေနေကြရလဲသည်ဆရာကိုကြီးမောင်မတက္ကသိုလ်ကျောင်းမှာဆရာဦးပညောမဟာဝိဇ္ဇာနေကွယ်လွန်သူအမင်းသားခင်မောင်ရင်ကိုအောင်တင်တို့ရဲ့ဆရာဖြစ်သောမန္တလေးဆရာကိုအန်ကြီးဌာနပညာသင်ကြားခဲ့ပူကြောင်းနောက်မှပဲကျွန်တော်သိရပါသည်သမူကျွန်းလုံးကသချင်းကြီးထဲတွင်အတော်ရှည်လျသောသချင်းတစ်ပုဒ်ဖြစ်ကြောင်းကိုဂီတဝါဒနာပါသူများတော့သိပေလိမ့်မည် ဆရာကိုရေးမောင်ကတချင်းကိုတပိုက်ပြီးတပိုက်တန်းနေတန်ထားပြင်းတီးဆိုးသွားသည်ခက်လန်လန်ရှိမိန်ကလေးတိုက်ထဲမှနေပြီးကျွံ့ကျုံလေးထိုင်နာထောင်နေသောခင်ခင်မှာပါကြောင်ရင်ထဲ၌လိုလိုဖုန်နေမိသည်ကိုသူမကိုယ်တိုင်ကောင်းကောင်းမသိပါအမှန်ကတော့ဆောင်းကောင်းပတ္တလာနေတယောတန်နေအစိုးပိုင်လာသောတချင်းတန်လိုင်းကြီးအများကြားဝေးခင်ခင်မာတာယာကြည်နူးလှသည်ဖြင့်သူမကိုယ်တိုင်ပင်တတိမထားမိပဲစိတ်ကူရင်ကြောနိုင်ကုခတ်နေမိခြင်းဖြစ်လေနီ ဘလားထီအောင်စိတ်ကူးယဉ်မိပါသည်နီဆိုတော့ဟောဒီလူကြီးရဲ့တချင်းနဲ့ဂီတတန်ကိုအနာကက်ပြီးအသက်ထဆုံးနားထောင်နေရရင်ကောင်းပါပဲဟိုစိတ်ကူးတောင်းတမိသည်ဒီပင်ဖြစ်ပါသည်ကျွန်တော်တို့ဇက်လိုက်မင်းသားလူပြိုကြီးကိုရင်းမောင်ကိုလည်းကြည်လိုက်ပါအောင်သူလည်းလူပြိုကြီးလူရိုးလူအားဆိုတော့လေလင်းသလားလင်းပါသည်သူနှင့်သူစန်းနီးယားနှင့်ပက်တလာဒီနေရင်နာတချင်းဆိုရင် ဥဆန်ညွန့်သမီးတင်တင်ဦးနာခဲ့ပြီးထိုင်နေသောဆရာကြီးဦးအောင်ပွင့်အိမ်မှာမြေဆူတကာနှက်ပန်းပွင့်ကလေးကိုခက်ဆော့ဆော့ကပင်မြင်မိတတိထာမီလဲပြီးဒါကြောင့်ဘယ်လာမသိ။ဟိုညာကစမူကျွန်းလုံးသချင်းဆိုရတာတိတ်ပြီးတော့စိတ်ပါလက်ပါရှိတာပဲဗျာ။ဟူ၍ဆရာကိုရေးမောင်တင်နောက်တော့စကားဆက်မိတိုင်းပြောလို့ရှိပါသည်။ဒါရင်မကသေးပါ။ကိုရေးမောင်လူပြိုကြီးစိတ်ဒုက္ခကိုပို့ပြီးဒုက္ခပေးလာပြန်မောင်က။ဆောင်းဥပဒန်နဲ့ဥဆန်ညွန့်တို့ဤဆိုတင်တိုက်တွန်းမှုကြောင့် တင်တင်ဦးကစံနေရသည်ပြီခင်ခင်ကသခြင်းတော်ထဆိုပြန်ရလေတော့သည် အမဲထောက်အစဉ်ပြပြောနေတတ်သောညောင်လေးပင်ရွာမသားလူပြိုကောင်ကိုလာမောင်ကထားတဲ့၍ယခုဦးဆန်ညွန့်သမီးတင်တင်ဦးကစံနေရသည်ပြီဆရာကြီးဦးအောင်ပွင့်သမီးခင်ခင်ကနန်းချာညိုကြော်ပတ်ပြိုးကလေးကိုဆူပြပါတော့မယ်ခမညာဟိုချင်ညာလိုက်တော့ခါစန္ဒယာနီးတွင်ပင်ရှိသောဆရာကိုရေးမောင်မှာရှက်သလိုလိုမျက်နာပူသလိုလိုနှင့်ဥကြောင်ကြောင်ဖြစ်နေရှာလေသည်။နောက်မှာ ဟဲ့ငါနဲ့ဘာဆိုင်လို့လဲဟိုမိမိကိုကိုပြန်ပြီးတတိပေးရလေသည်တတိအုံးမှာရန်ကုန်ကျောင်းမှာနေဆရာကိုဘတန်နေမတင်အောင်တို့ထံဆန်းနေသည်တင်လျက်ရှိရာတင်ယုံကုန်လျက်လက်တော်တန်မြောင်းနေလေပြီမြမာတန်ကာလာဘောတချင်းများကိုလည်းတော်တော်ကြီးဒီနိုင်မိပြီခင်ခင်မာသာဝတနာပါလုံးပြီကျောင်းသွားရင်တချင်းဆိုကျင်ခဲ့တော့လေဒူရီယာဒီနေ့တခါမှစကြနာနာမဆိုဘူးတဲ့ပြင် စည်းဝါးမမှန်ပါမလားဟိုမိမိကိုကိုပြန်တန်တရားဖြစ်ရင်သူခမဆိုရရှာလေးဒီတော်တော်သူကလေးမှာဝါသနာကြီးသလောက်ပညာပါရမီကလည်းရှိသင့်သလောက်ရှိပြန်တဲ့ပြင်နန်းကြာညိုကြောကုန်ပပိုင်းကြီးဆိုပြနိုင်ပါသည်ခင်ခင်ဤတန်နေဆိုပုံမှာယခုခေနှခန်းနီပါနီနိုင်လောမလေးတွေလိုက်တို့ပြီးဆိုကြတော့မေရှင်နဲ့ဒေါ်ရာတန်ရီတို့အတန်မျိုးမဟုတ်ပဲကြည်လင်အေးမြတော့မအေးမီတော့လို့အတန်ရီဖြစ်ရာစန်နီယာနာမှာငိုင်းနေတော့လူပြိုကြီးကိုရီမောင်ပေါ့ ်ဆွေမျိုးမေးလာအောင်နားထောင်ရေးကောင်းနေပါတော့သည်ရွှေမာပင်နံတာဒီမဲမောင်ပန်းရင်ပြောတောင်ခေါ်တရားရောင်တန်ရင်လေစိမ့်ညိုလေချင်းလေပြေစောသေးပြန်လာစုံမြိုင်ပန်းစုံကကြိုင် တက်ကြထဲ၌မကြည်အောင်ဆိုထားသောနန်းချာညိုကြောတခြင်းမှာစင်စင်မြောက်ဒီဝင်ကြီးရေထူးထူးငယ်နေတော်လာပပျိုးကြီးမှာကောင်းတော်ချပင်ဖြစ်လေရာရှိသခြင်းကြီးလိုက်စားသူအလုံးဖို့နားထောင်ရရတာရှိမည်မှာယုံမဖွဲမရှိပေသို့သောလူပြိုကြီးကိုရေးမောင်ဖို့တခြားလူတွေဆိုတာတဲ့ယခုခင်ခင်မီသောကလေးမဆိုတာကထူးချွန်ပြီးကောင်းသည်ဟုထင်ရလေသည်ရွှေမာပင်နန်းစီရဲ့ဘိုက်ကိုအတန်အေးကလေးဖြင့်ဆွဲကားငင်ကတီးဆိုးပေါ်မှာ မူလတက်ပြတခြင်းကိုဆိုသောမကြည်အောင်တဲ့အစာပေါင်းများစွာပို၍တာယာနာပြောဖွဲရှိသည်ဟူသူစေဝဲတထေချာမချက်ချမီလေသည်တာမျိုးငယ်သူတပင်ပြန်ကူဂျေးဖိုမမျိုးအပိုက်တို့ရသောအခါဆရာကိုအေးမောင်မှာတော်တာအာယုန်နေပီတီတွေဖြာနေရောမက သူဤစိတ်ထဲမှာအင်း ဒီလိုရုပ်ရည်လှပကြော်ရှင်သလားအတန်လဲတာလာတဲ့ကလေးမကိုတက်ဆုံတိုင်းနားမှာထားပြီးသချင်းဆူခိုင်းနေရရင်တဲနေရကြမှာပဲဟူ၍ပင်စိတ်ကူးရင်မီလေသည်အတေပဲကတော့ခင်ခင်ကိုကိုရီမောင်မာနှစ်ယောက်စလုံးပုံဥအောင်ဝင်းအိမ်ထမင်းစားပွဲညကဖြစ်ပေါ်ခဲ့သောစိတ်လှုပ်ရှားမှုများကိုယခုညတွင်ပုံရိပ်ပြင်းထန်စွာထိခိုက်ခံစားကြရလေသည်အထူးသဖြင့်လူတော်ကနေအချစ်ဆောင်တွေ့ကြုံလုံးဝမရှိသောခင်ခင်ကလေးမှာပိုပြီးရင်ထဲ၌ဖိုးလိုက်က ုညာကတော်ရုံနဲ့အဲ့လိုမပြောနိုင်အောင်ရှိခဲ့လေသည်ရှေ့သို့ဆက်၍အကျယ်မချေတော့ပဲဒူချုံရင်ဖျက်ပြောရမည်ဆိုလင်နောက်သုံးလခန့်တွင်ဆရာကိုကြီးမောင်နှင့်မခင်ခင်တို့တို့နှင့်တို့စာပေးစာယူဖြင့်ဆက်သွယ်ရမှာချစ်ကြိုးနှောင်မိကြလေသည်ရွှေဘူးစာဆောင်ရအောင်ဖန်တီပေးသူချဲ့ကျိုးတော်ဆောင်ကားတော်အချာမဟုတ်ဥဆန်ညွန်ဤတမီတင်တင်ဥပင်ဖြစ်ပါလေ တတင်ဦးမှာဒီလိုသမီးစားအောင်တွယ်လှုပ်ခြင်းကိုဝါသနာမပါသို့တော့သူမမျက်မှောက်တွင်ယခုမြင်နေရသော ခင်ခင်နီဆရာကိုရင်မောင်တို့နှစ်ယောက်သားကိုကြည်ရသည်မှာကိန်းဒီမောင်နှံကဲ့သို့တင့်တယ်ပြီးအစဉ်ပြေလာသည်ဟုထင်မြင်မိသည်ဖြင့်သူတို့မောင်နှံမြမြန်ကြီးနေရာကြောင့်တင်တင်ဦးမှာကူညီလိုက်ခြင်းဖြစ်ပါသည်ဒီအကြောင်းကိုနောက်တော့ကျွန်တော်အားစက်ဆောင်ပြန်ပြောပြသည့်အနီးခင်ကဟိုစင်ကတင်တင်ဦးကျိုးဆောင်ခဲ့ပုံတွေကိုကျေးဇူးတင်ရင်းမဆုံးနိုင်ကြောင်းပြောပြပါသည် မိတို့ဝင်ဖြစ်စေဆရာကိုရေးမောင်းနေခင်ခင်တို့မှာစာပေးစာယူဖြင့်တဦးနှစ်တို့ချစ်ကြိုးသွဲကြပြီတတ်ဆုံးတိုင်ခိုင်မြဲမီချစ်မှန်နိုင်ကြီးကိုကြိုးစားဆိုင်ထူနေပါပြီကိုရေးမောင်းဤစိတ်ထဲတွင်သူနဲ့ရာတပ်ပန်းထောင်ဖက်ပြီခင်ခင်တဲ့ပို့ပြီးတင်လျောမြေမင်္ဂလေးတွေ့နိုင်တော့မြေမဟုတ်ဘူးယူစာမိတကယ်တော့ခင်ခင်မှာလဲမိမိထက်အသက်ဆယ်နှစ်ကျော်ကြီးဒီမှာပါ ဆရာကိုရင်းမောင်လို့စိတ်ကောင်းသဘောကောင်းနေသူမသက်သက်ဆုံးယူရနှစ်သိမ့်ပေးမိချစ်သူမျိုးရဖို့ရာခရင်လာပြီတော့မိဟိုတွေ့မိလေရာယခုသူတို့နူတာစတင်ဆိုင်ထူနေတော့ချစ်မနိုင်ကြီးမှာအောက်ခြေအုံမြကစာယူခိုင်ခန့်စိတ်ချရသည်ဟိုဆိုရပါမိသူတို့နူသမီးစာပေးစာများမှာယနေ့သာကျွန်တော်တို့ဖတ်ရမည်ဆိုရင်ကံဝင်မြောင်မြမစာပြေစုတစ်ခုဖြစ်နိုင်သည်ဟိုအန်ကယ်ဦးရင်မောင်ကတနေ့ကျွန်တော်အပြောပြပူပါသည် အသည်ထဲဟူထဲမှာလိုက်လိုက်လဲလဲချစ်တင်ဆိုရသောစကလုံးတွေကိုစကပြေကပြတီထက်တော့ပြင်လာပါစွာတီကုန်ချင်းကိုစာပေသမားဆရာကိုအေးမောင်ဖို့တွင်တွင်ကြီးဟေသာနိုင်တဲ့သူစာပေကပြကိုချစ်မြတ်လို့တော့ခင်ခင်သေးလေသမားချစ်သူကြီးရှေ့ဆောင်ညွန်ပြပေးခြင်းခံရသောကြောင့်အဆင့်တန်းမီစာညွန်ကလေးများပင်ဟေလာနိုင်ပြီးပြီအထူးသဖြင့်ဆရာကိုအေးမောင်လိုနေတဲ့သော National ဆိုရတူများထဲမှာကောင်းတော်ချက်များကို ချစ်သူထံဤမှန်လျက်ထည့်သွင်းရေးသားပြီးနောက်စကားပြေဖြင့်ပြန်လည်အိပ်ပဲရှင်းပြပုံများမှာခင်ခင်အဖို့စာထက်တဖို့အချစ်တွေတိုးစေသည်ပြီးရစီများပင်ဖြစ်လေသူတို့နှစ်ယောက်သားပြန်လည်ရေးကြသောစာတွေကိုအမျက်တနိုးသိမ်းဆဲထားခဲ့ကြတော့လေစစ်ကြီးဖြစ်စာကပြည်ရင်လွှာရင်ပျောက်ဆုံးသွားသည်ကိုဆရာကိုရင်မောင်နှမျောတတရင်မဆုံးနိုင်ခြင်းဤတို့လျင်ချစ်သူတို့သည်တည်လွင်တောက်ပါသောနောင်ရေးထဲမှာလာအံ့ဆဲဆဲချစ်ပိမှန်ကြီးကိုစိတ်တို့သဘောတို့တိဆောက်လျက်ရှိခြင်းတွင်မည် သူတို့ရဲ့ချစ်ခီလန်ကိုနောက်ရှမြေကြောင်တစ်ခုတည်းပေါ်ပေါလာလေခင်ခင်ဖခင်ဆရာကြီးဦးအောင်ပွဲမှာပင်ကိုစိန်ရင်ကဖြောင်းစင်းသလားဒေါ်တာကြီးတယူတန်သုတမတယောက်လည်းဖြစ်ပေသည်တနေ့တနိုင်ခင်ခင်စပွဲမှာဆရာကိုရေးမောင်ဤမေတ္တာစာရစာကိုမိတီမအစားပြု၍သူကြက်တယ်စွာဆောင်းဆောင်ထားခဲ့တော်သမီးလေးခြေလန်းကျဲလာပုံကိုတည်သွားတော်လျာအကြီးစေဒေါ်တာရန်အိုးပောက်ွဲပါတော်သည်ဆရာကိုရေးမောင်ကိုညောင်လေးပင်ရောက်ခါစားကား စာပေသူတေသနာသမားအပြေလေးစားမိခဲ့တော့လဲစာပေတွင်သာမကတူရိယာဘက်၌လဲဝါသနာထုံသူမှန်တရားသည့်ချိန်မှစ၍ဆရာကိုရေးမောင်ကိုဖိုးကြီးကလုံးဝကြည်မြတော့ခြင်းသူဤမြအထင်နေသောဖက်ခွက်စားရောင်ရောင်လူပေါ်လူလေးတယောက်ကသူ့အသက်ပြေချစ်ခဲ့ရသောသမီးလိမ္မာလေးရဲ့ချစ်ပန်းခိုင်ကို အရာချမ်းရမ်းလလန်းနေပြီဖြစ်ကြောင်းသိရသောအခါ၌ကဆရာကြီးဦးအောင်ပွင့်မှာစိတ်မရှိတော့ပါအရေးထဲသမီးဖြစ်သူကပါတစ်ဖက်သို့ညိုင်းနေပြီဖြစ်၍ ဒီတိုင်းထားလျင်မဖြစ်နိုင်တော့ကြောင်းကောင်းကောင်းကြီးသိရှိသွားလေရာသူနှင့်ဒေါ်တန်းခင်တို့ငကိုကစီမံရင်မှန်ထားတဲ့အတိုင်းဦးအောင်ဖွင့်အေးငယ်တငယ်ချင်းရွှေချင်းမြို့မအမြေပိုင်ရှင်တထင်းဦးလူဝါရီတာနေခင်ခင်ရောနေရာချထားရန်အာချင်းမြန်စီမံလေတော်သည်ဆရာကိုကြီးမောင်မလည်းငယ်ထိတ်မွေပေါက်ခံရတဲ့ကဲသူခြေမကိုင်းမီလက်မကိုင်းမီအောင်ပြများရင်ကြံရများဖြစ်နေလေအဖိုးကြီးကတော့သုသမကြီးမို့လုံမီဆိုရင်သုတ္တယုတ်ပင်လှုပ်ချေတော်မီ ီတိုင်းဆိုရင်ခင်ခင်ခင်ဗျာရွှေချင်းရသတိသားနဲ့လက်ထက်ရပြီတော့မြည်နောက်ဆုံးတွင်ချစ်သူတို့ဒီဘလုံးမှမကြံတတ်နိုင်အောင် ရှိနေတဲ့ပြင်မထူတော့ပါဘူးဟိုသဘောပေါက်ကအကျိုးဆောင်တင်တင်ဦးကပြင်စံပေးသည့်တိုင်းလိုက်နာကြာရလေတော့သည်လာမိုက်တော့ညတညတွင်ခင်ခင်ဒီရဲစုံကအိမ်နောက်ဖေးမှတင်းစိတ်ဆင်ထွက်လာပြီအောက်မှအတင်းဆောင်နေသောကိုကြီးမောင်ကြီးရင်ခွင်တော့ပြေးဝေးမိသည်နှင့်တပြိုင်နက်သူတို့၏ချစ်နောင်ကြိုးသည်တကယ်လက်တွေ့ချီနောင်မိကြပါတော့သည် ။တရင်ကျောင်းဆောင်ပရက်နေကြုံဒီတိုင်းဆရာကိုရင်မောင်းဒီထုံညတွင်ချင်းမီ။နံပါတ်3ဆန်စာပို့မြတ်ထားနေမန္တလေးတို့ချစ်သူအားတုတ်ပြေးလေတော့ဒီ။မန္တလေးကျမရေးပိုင်ယုံတွင်လက်မှတ်ရေးထိုးထိန်များကြပြီ။ကိုရင်မောင်းဤကြံစာမှုကြောင့်ကျောင်းခွင်ချိန်တိုင်းမင်းလေးကျောင်းမှာပင်ဆရာအလောက်ခန့်ချင်းခံရလေသည်ဆရာကြီးဦးအောင်ဝင်ကသမီးဖြစ်သူဟာချက်ချင်းမဲတင်းစာမအမွေဖြဲကျညာလိုက်လေသည်တိုးတော့ ချစ်စားခင်စားကျင်နာစားမောင်းတဲ့နှုတ်ကလုံးဝတုံ့လုံးခြင်းမရှိပဲချစ်ပင်လည်းရင်ရင်ကြောဝဲဒါစီမရှိ မျောခြင်းတိုင်းမျောတကအပျော်ကြီးပျော်နေကြပါပြီတယောက်မျက်နာတယောက်ကြည့်ပြီးတစ္ဆာတိုင်းတစ်ချင်းနေလဲအာရပါရကြီးတီးဆိုနိုင်ကြလေးပြီ ဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်လာမယ့်ပိုင်းဆက်ကိုလည်းစောင့်မျှော်နားဆင်ပြကြပါအောင်နော်။